AVA 1940စီစဉ်2အခန်း20 1949ခုနှစ်စွန်လအိန္ဒိယသမုဒ္ဒရာအတွင်းမှ မုံတိုင်းဤအငွေအတံများကိုလာဒီခရုတင်မော့ဤဂျူးလူမျိုးကပတိန်အိုင်းဇက်ခံစားလိုက်ရသည်လာဒီခရုတင်မော့သည်လွန်ခဲ့သည့်6လကတည်းကတန်လင်းစိတ်ကမ်းမှပြင်သစ်ပိုင်းပွန်ဒီချယ်ရီသို့ထွက်ခွာလာသည့်တင်မော့ဖြစ်သည်ဥရောပတွင်မင်းသမီးမာရီယာထရီဇာ၏ ဩစတြေးလျတီးမွေစက္ကန်ရေးပြဿနာမှာစတင်သည့်စစ်ပွဲသည်အိန္ဒိယသမုဒ္ဒရာအတွင်းရှိအင်္ဂလိပ်နှင့်ပြင်သစ်တို့အကြားကိုပါရိုက်ခတ်လာကြ၏အိန္ဒိယကိုလိုနီနယ်အတွင်းတွင်သမုဒ္ဒရာအတွင်းတွင် ပြင်သစ်ဘီယင်ကန်ဒူပလီစစ်တပ်နှင့်ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီစစ်တပ်များမှနေမြေလူပွဲများဆင်နွှဲခဲ့ကြသည်နှစ်ဖက်စလုံးတွင်လည်းဒေသခံမဟာရာဇာများကတစ်ဖက်စီပါဝင်တိုက်ခိုက်ခဲ့ကြ၏ထို့ကြောင့်လာရီခရုမှအက်ဒမန်ဂျွန်းရှိ အဲလစ်ဘတ်ကန်းကြီးတွင်အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီရေတပ်၏ခိတထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။တလကြာတွင်အက်ဒမန်ဂျွန်းရှိ အင်္ဂလိပ်ရေတပ်ဗိုလ်မှူးကြီးအားလက်ထိုးကပြန်လည်ခရီးထွက်ခွာ နိုင်ခဲ့ခြင်းဖြစ်သည်။ဒီတိုင်းဆိုမုံတိုင်းမလာခင်ပိုနီချယ်ရီကို ရောက်နိုင်မှာမလားကပတိန်။အာမေးနီးယားလူမျိုးကိုဇာနီဖ်ကော့ကကပတိန်အိုက်ဇက်ဘေးတွင် မတ်တပ်ရက်ခါမေးလိုက်၏။လေကြောင်းပုံမူတည်ပါတယ်မစ္စတာနီဗတ်။ ကျန်တာကတော့ဖျားသခင်စီမံသွားပါလိမ့်မယ်။တင်းမို့ကိစ္စကြုံတော်ဝင်ထားလိုက်ပါ။ခမ ्या ကခမ ्या ရဲ့မရန်ကိုတော့ဂယူးဆိုင်ပါဗျာ။ကပတိန်အိုက်ဇက်စကားကြောင့်ကိုဇာနီကော့ဖ်ကဟာပတ်ပတ်ရဲလိုက်သည်။ခမ ्या ကတော့လုတ်ပြန်ပြီဗျာ။ကြုံမှလည်းပွန်နီချယ်ရီကိုမမြန်ရောက်မှာပဲ။ဒီလိုကြီးတလန်းလုံးဟန်ဆောင်လာခဲ့ရတာသူ့ကိုအားနာလာပြီ။အားနာနေလေ။ဟန်ဆောင်ရင်းနဲ့တကယ်ဖြစ်သွားရင်ဖြစ်သွားတတ်တာပဲ။ဟာဟေးလူဟန်တော်ရီမောင်ကကြုံမိသားစုနဲ့ဗျ။သူ့လည်း ထိုအချိန်တွင်လူဇာကသူတို့အနီးအနားသို့ရောက်လာသည်ဖြင့်ကိုဇာနီကော့ဖ်က ပြောလဲစာစကားကိုရက်လိုက်သည်ဟန်ဒါဝရီဘီယန်သည့်ဗညာတလာ၏အစီမံအရလူဇာသည် ပြင်သစ်ပိုင်းပွန်နီချယ်ရီသို့တန်တမန်အဖြစ်တိတ်တဆိတ်သွားရောက်ဆက်သွယ်ခြင်းဖြစ်သည်ဖာဒါနေရီနီမတ်စင် ပြင်သစ်ဘီယန်ကန်တန်ပါလိုက်သည့်တဝင်လော်မှာလဲမိသူမအကြောင်းမထူခဲ့ထိုခီးတွင်အင်္ဂလိပ်တို့၏ရန်မကာဝေးရန်အတွက်ဟန်ဒါဝရီမအာရီမီယန်ဂုံတဲ့ကိုဇာနီကော့ဖ်နှင့်ဂရီဇာမှာ ဆင်ဆွဲကုန်တဲ့လင်မယားဟန်ဆောင်ကတင်းမောဖြစ်လိုက်ပါလာကြခြင်းဖြစ်သည်အိုဇာနီကော့ဖ်မှာဟန်တော်ရီအိမ်ရှိဇံဥပရိယာစာဖြစ်သောဥအောင်လာနေအယုဒ္ဓယာတွင်ကလေးကခင်မင်ခဲ့သူလည်းဖြစ်သည်လွီဇာက သူ့အကြောင်းပြောနေဟန်တူသည့်ယောက်ျားနှစ်ယောက်ကို မသိဟန်ဆောင်ကအနီးတွင်မတ်တက်ရက်နေ၏မဒန်နေ့လည်သာစားလို့ကောင်းရဲ့လားကောင်းပါတယ်ကပတိန်လှိုင်းနေနေမူးလာနဲ့အခန်းထဲလည်းမနေချင်လို့အပေါ်ကိုတက်လာတာပဲဒါနဲ့ပိုနီချယ်ရီကိုရောက်ဖို့ကအတော်လိုသေးတာလား ်အခုပဲဒါပြောနေတာပါလေချောင်းချင်းနေပေါ်မူနေပါတယ်မတန်ဖျားဆုတောင်းရမှာပဲကန်းကြီးတော်နီးပြီထင်ပါတယ်ဟိုးမတင်းမောတစင်းလာလို့လူစားကပင်လယ်ပြင်မှာမှုံပြပြအရာကိုထိုးပြလိုက်သည် ကပတိန်အိုက်ဇက်ကမှန်ပြောင်းပြေးကြည့်လိုက်၏ပြင်သစ်စစ်တပ်တင်းမောတစင်းပဲမတန်မတန်တော့အောက်ကိုဆင်းနေကြစီခြင်းပါတယ်ဒီအတိုင်းဆိုပွန်နီချယ်ရီနားကိုနီးနေပါပြီကိုဇာနီကော့ဖ်နဲ့လူစားတို့ကအောက်ဘက်သို့ဆင်းသွားကြသည်ဝုံဝုံ ခဏအကြာတွင်သူတို့စီဥတီလာသောတင်းမောကအမြောက်တံများဖြင့်အချက်ပြသည် လာဒီခရုတင်းမောကလည်းကုံသွဲတင်းမောဖြစ်ကြောင်းအချက်ပြန်ပြ၏မစ္စတာတို့ကုံးမတ်ပေါ်တက်ခဲ့ဖို့ကပ္ပတိန်ကခေါ်နေပါတယ်ကိုဇာနီကော့ဖ်နှင့်လူစားတို့ကုံးမတ်ပေါ်တက်ရန်ပြင်ကြသည် ကျမတို့ကိုဆွဲပြီးရှေ့ကတက်ပါကျမတို့အာမနာနဲ့နီကို ကိုဇာနီကော့ဖ်က လူစား၏လက်ကိုဆွဲကာရှေ့မှသွား၏ပြည်သည့်စစ်တင်းမောကသူတို့၏တင်းမောနှင့်ခလန်းလန်းတွင် ရှင်လျက်ရထားသည် ပြင်သစ်တင်မော့ဘော်ကကပ္တိန်ဘုံမူဟာတင်မော့ဘော်ပါလာတဲ့လူတွေကိုစစ်ဆေးကျင်လို့တဲ့ခဏကြာတွင်လှေငယ်တစင်းဖြင့်ပြင်သစ်စစ်ဘုံများတင်မော့ဘော်တို့တက်လာကြ၏ဘယ်ကလာကြတာလဲတန်လင်းစိတ်ကန်းကပါအရှိဆုံးမှာရေတပ်ဘုံမူယာလူပြေပုတ်ကူကမျက်မှောက်ကျုပ်လိုက်သည်ဟန်ဒါရီကတင်မော့လားဟုတ်ပါတယ်ကျွန်တော်တို့တင်မော့ကမိတ်စိတ်ကန်းမှာစိုက်နေတာပါဟန်နော်ရီကစင်စွဲကုံတယ်လင်မယားကပွန်နီချယ်ရီစီကုံတယ်ခီးကိုငှားရမ်းတာနဲ့ ကုန်းတယ်ဆိုတာတို့လားဟုတ်ပါတယ်မစ္စတာကိုဇာနီကော့ဖ်နဲ့မစ်နီကော့ဖ်တို့ပါကပတိန်စကားကိုပုံမှုကနားမတောင်တော့ပဲကိုဇာနီကော့ဖ်နဲ့လူစားတို့ထံသို့ရှောက်သွားစီလူစားထို့အခါမှာကိုဂာနီကော့ဖီလက်မောင်းကိုကင်ကာခေါင်းုံနေသောလူစားကအတန်ရှင်ကို မောကြည့်လိုက်သည်ဟင်မီလန်ကိုမင်းတဲ့နေဟန်တာရီကအเจ้าတွေကိုကုံတယ်ရီစီကနေအမြဲနားဆွင့်နေတာလူစာမင်းလက်ထပ်လိုက်တာကိုတော့ကိုမသိလိုက်ဘူးလူစာကပြုံးလိုက်သည် ကဲဖြည်းဖြည်းပြောကြတာဟောအခုရှင်ကပွန်နီချယ်ရီကိုသွားမှာလားဟုတ်တယ်ကိုတို့မက်ဒရက်မှာအင်္ဂလိပ်တွေနဲ့စစ်တိုက်နေရရတာအခုကကိုကိုဘင်းငံအမိတ်နဲ့ပြန်ခေါ်လို့ပြန်လာတာသူတို့နှစ်ဦးပြန်လန်စကားပြောနေသည်ကိုကပ္ပတိန်အိုက်ဇက်နဲ့ကိုဇာနီကော့ဖ်တို့ကတန်အန်တော်ကြည့်နေကြသည်မစ္စတာကိုဇာနီကော့သူ့ကိုမသိဘူးလား तू ကတန်လင်းနဲ့ဟန်တော်ရီမှာမစ္စတာဘရူနိုနဲ့အတူတော်တော်ကြာကြာနေခဲ့ဦးတယ်လေကိုဇာနီကော့ဖ်ကခေါင်းခါသည် ကျွန်တော်ကုံငယ်လုပ်တွေနဲ့ပဲအမြဲခီးထွက်နေရလို့မွန်စီယာကိုတတိမထားမိတာခွင့်လို့ပါရပါတယ်မစ္စတာလူစာနဲ့လက်တခွင့်ရတာဟာခမရသိတ်ကံကောင်းတာပဲလူစာကခေါင်းကိုရမ်းကခတ်တော့တော့ရဲလိုက်သည်ခဲတော်ပြီမိလဲရှင်းကိုကျွန်မရှင်းပြစရာတွေအများကြီးရှိသေးတယ်ဒီညာရှင်းသိမ်းမောင်းမှာကျွန်မတို့ကိုညစာဖိတ်ကြွေးမလားအင်းကောင်းတဲ့အစီအစဉ်ပဲဟူးတော်သေးတော့ဘူးလူစာရဲ့ ကို့မှာတကယ်ယူကျုံမြဖြစ်နေတာအကြာကြီးခွဲခဲ့ရပြီမထင်မှတ်ပဲပြန်ဆောင်ရင်ညမင်းကလက်ထပ်ပြီးသားဖြစ်နေပြီဆိုပြီးပင်လဲကမောက်နေဤခလန်းလန်းရေပြင်အထက်တွင် ပင်လဲမီးဆုံများကအပေါ်အောက်နှိမ့်ကြီးမြင့်ကြီးညသာစားဝဲပြီးတွင်သူတို့နှူးကုန်းဘက်ပေါ်ထွက်ကလင်းရင်ခံနေကြခြင်းဖြစ်သည်ဂရီဇာကလက်ထဲတွင်တောက်လက်စပြင်သစ်ဝိုင်ခွက်ကိုကင်ထားရင်းမီလက်စီစကားကိုတခိခိရဲနေဤ တကယ်နဲ့ကျွန်မအိမ်တော်ပြုတဲ့နယ်အရွယ်ကိုရောက်နေပြီမီလန်အင်းအခုခေတ်အနေထားနဲ့ဆိုဒီအရွယ်ကိုတော့ကြော်နေပါပြီလေအင်းကိုလည်းတူတူပါပဲရှင်ကငယ်ပါသေးတယ်မီလန်စီပိုနီချယ်ရီမှာပြင်သစ်သူအိန္ဒိယသူချောချောတွေအများကြီးရှိနေမှာပဲအချိန်မရွေးကောက်ယူလိုက်ပေါ့မီလတ်ကဝီဇာကြီးမျက်နှာကိုငင်းနေဤကဲမြောက်ဦးကကျမဘက်ကိုလှည့်လာတော့မယ်ထင်တယ်ဒီကိစ္စအသာထားပါအခုပိုနီချယ်ရီကိုရောက်ရင် ကျမမွန်စီယာဘရူနိုဒါမှမဟုတ်ဘီယင်ဂန်ဒူပလီနဲ့တွေ့ရင်လေနောက်ဖာသာနရီနီကိုရှာကျင်တယ်မွန်စီယာဘရူနိုကအခုစိန်ဒေးဗစ်ခံတပ်တိုက်ပွဲကိုရောက်နေတယ်လူစားသူ့ကိုတွေ့ရဖို့တော့မလွယ်ဘူးနောက်ပြီးဖာသာနရီနီကကိုတိတလောက်တော့မက်ဒရက်မှာပဲမက်ဒရက်ကလောလောဆယ်စစ်ပွဲတွေနဲ့ဆိုတော့တွားဖို့လည်းမလွယ်လားဟူကျမမှာဟန်ဒါရီဘီယင်ကလက်ဆောင်ပါလိုက်တယ်စင်ဆယ်ရီရွှေတွေပါလာတယ်မိလတကယ်လို့ သူတို့နဲ့တွေ့ရရင်ဘယင်ကန်ဒူပလီနဲ့တွေ့ရဖို့စီစဉ်ပေးပါဘလောက်ဖြစ်ဖြစ်ကျွန်မအကုန်ကြောက်ခံပါမယ်ရှင်းအတွက်လည်းပါတယ်မီလက်စ်ကပြောလိုက်သည်ကို့အတွက်ကတော့လူစားရှိနေ လုံလောက်ပါပြီမလိုပါဘူးမီလာကတင်းမောလျံပေါ်တင်လာတော့လူစားဤလက်ဘွားကိုအပေါ်မှ အုံမိုးကခပ်ပွားပွားဆုပ်ကန်လိုက်သည်ကျွန်မဘင်းကဒူပလီနဲ့တွေ့ကျင်တယ်မီလာကို့ဘင်းမလူတော်တိုင်းကျွန်တော်မျိုးစူးစမ်းပေးပါမယ် ညသာစားပွဲအတွင်မှာတင်မောသားအချို့အော်ဟစ်တီဆိုကြတော့တချင်းသံများကတစ်ချက်တစ်ချက်ထွက်ပေါ်လာသည်ဒီညတော့မစ္စတာကိုဇာနီကော့ဖ်နဲ့ကပတိန်တို့ဟိုဘက်တင်မောစီပြန်နိုင်ကြမှမထင်ဘူးအတော်လေးမူးနေကြပြီလူးစာအင်းအဲ့တော့ဘာဖြစ်လဲတင်မောကုန်းဘက်ကညစ်နယ်လေးအေးလေးပဲလူးစာကို့အခန်းထဲမှာနွေနွေတူတူရှိပါတယ်ပင်လေဤအမောင်လွေမြင်နေခဝဲဝဲမှာ မီးပြကလေးစီလင်းတချီမိန်တလဲပိုနီချယ်ရီ အိန္ဒိယတောင်ပိုင်းကမ်းရိုးတန်းမှအစီအကားဆုံးစိတ်ကမ်းမြို့ထဲမှတစ်ခု19ရာစုနောက်ပိုင်းကာလများတွင်ဒက်ဖ်တိုကသိမ်းပိုက်ထားရမှာ18ရာစုတွင် ပြင်သစ်တို့လက်သို့ရောက်ရှိခဲ့သည်ပြင်သစ်အိန္ဒိယကိုလိုနီတို့၏အဓိကမြို့တော်ဖြစ်လာခဲ့သောပွန်နီချယ်ရီစိတ်ကမ်းတစ်လျှောက်အိန္ဒိယလူမျိုးများပြင်သစ်များအခြားလူမျိုးများစွာပြာပန်းခတ်များလှုပ်ရှားနေကြသည် စိတ်ကမ်းတစ်လျှောက်ဒီအေထိန်အုတ်နေရန်များပေါ်ရှိ လူသွားလမ်းတွင်တစ်ချောင်းကလေးများအစီအီစိုက်ထား၏ ကျမဘဝမှာတန်လင်စိတ်ကန်းကိုအရန်ကြီးတယ်လို့ထင်နေတာမှားသွားပြီထင်တယ်။လူစားကြီးစကားကိုကိုဇာနီကော့ဖ်ကရှယ်လိုက်။အင်းကမ္ဘာမှာဒီတက်ကြီးတဲ့စိတ်ကန်းတွေအများကြီးပဲမရန်ရေ။ကိုဝစိတ်ကန်းကရောဒါနဲ့ဝေးသေးလား။အင်းရေလန်းတိုင်းဆိုရင်တော့ဒီကနေတီဟိုကျုံးကိုဖြတ်ပြီးတပတ်ကြီးပတ်သွားရအောင်မယ်။ကုန်းလွင်းကဖြတ်သွားရင်လည်းရပါတယ်။ဘနေ့ကကြာမယ်တော့မပြောတတ်ဘူး။ ကပ္ပိန်အိုင်ဇက်ကလူကြီးအမေးကိုဖြေစီစိတ်ကမ်းပေါ်တွင် မီလတ်ကသူတို့ကိုစောင့်နေ၏။ကဲခမရတို့ကန်းတက်ဖို့စာရွက်စာရမ်းတွေအကုန်ကျုပ်လုံပြီးသွားပြီ။တဲမို့ခိုးဖို့ပါအားလုံးအစင်နေမှာပဲ။ကဲဒါဆိုရင်တော့မေဂျာလက်ထဲကိုခမရတို့ထည့်ခဲ့ပါပြီ။ဒါနဲ့မေဂျာသူတို့နဲ့ပါလာတဲ့ပစ္စည်းတွေကိုကျွန်တော်ဘယ်ပို့ပေးရမလဲ။ကပ္ပိန်အိုင်ဇက်ကမေးလိုက်သည်။စင်ထရီဇာလန်ကအမကူလီကွန်ဆက်ရှင်ကတိတံကိုပို့ပေးပါကဲသွားကြစို့ မီလန်စီစဉ်ထားသည့်မြင်းရထားပေါ်တွင်လူီဇာနှင့်ကိုဇာနီကော့ဖ်တို့တက်လိုက်ကြသည်ကိုဇာနီကော့နှင့်လူီဇာတို့ကမြင်းရထားထဲတွင်မနက်ချင်းစာနေရာယူလိုက်၏လူီဇာ၏ဘေးတွင်မီလန်ကဝင်ထိုင်လိုက်သည်အခုသွားမယ့်ဘုရားကျောင်းမှာတီလာရှင်တွေလည်းရှိပါတယ်လူီဇာဖုံးတော်ကြီးတွေစီမှာပဲမစ္စတာနီကော့ဖ်တဲ့လူီဇာကတီလာရှင်အဆောင်မှာတဲပေါ့အဆင်ပြေရဲ့မဟုတ်လားအင်းပြေပါတယ်နောက်တစ်ခုကပစ္စည်းတွေရောက်လာရင်ညနေပိုင်းကိုတစ်ခေါက်ပြန်လာခဲ့မယ်အထဲကတံမိုးကြီးဆုံးပစ္စည်းကို မမဂျင်နီတို့ကရွေးယူရမယ်။မမဂျင်နီဆိုတာဘာတူလဲ။ဂျင်နီဒူပလီဘီယံကန်တော်ကြီးပေါ့။ဟင်းရှင်းနဲ့ရင်းနေတာလား။သူ့ဘေအန်ကဂျာကွာတီရိုအဲလ်ဘတ်ဟာကို့အဖေနဲ့ကပါရီမှာတငယ်ချင်းတွေပါ။ကိုဒီမှာတာဝန်ကြကားစားဟာသူတို့အိမ်ကိုခဏခဏနေခဲ့ဘူးတဲ့။မကြခင်မှာမမဂျင်နီနဲ့လူစားကိုတွေ့ပေးပါမယ်။မမဂျင်နီအမေကလည်းပေါ်တူဂီကာပြားဆိုတော့လူစားတို့စုံကြတဲ့အခါအဆင်ပြေမှာပါ။ရှင်းကိုကျွန်မကျေးဇူးတင်ပါတယ်မီလက်။ လှပညီညာသောပလဲကုန်းလေးကိုဝါထိန်နေသောခြေဝါးတစ်ခုတွင် ပူးချီလိုက်ဖျောင်းပစိုးတော့ယူခဲ့ကြပါကွယ်တောင်ညာဆံမိပြားကြီး မဟာရာဒိန်နာဒီဝတီဒေဝီကမိတ်လိုက်သည်နှင့်မြောင်နှမ်းမိပြား လင်းစင်မိပြားအစုကရွှေပင်းချဖျောင်းပစိုးယူလာကြသည်ဘေးနားမှ လူရော်တော်များက ရှင်ဘီရင် မဲတော်ကြီးတိရိမင်္ဂလာ မဟာဒေဝီ၏အလောင်းတော်ကိုဖျောင်းတော်ပစိုးဖြင့်ပတ်လိုက်လိုက်သည်မိပြားကောင်ကြီးကနောက်ထပ် ပလဲတီထားသည့်ကျိုးဖြင့်ဖျောင်းပစိုးကိုချီနော်လိုက်၏ထို့နောက်အလောင်းကိုရွှေပိန်းကျထားသည့်ပြင်ကောင်းတွင်ဂရီဘာခင်းပေါ်သို့ချလိုက်သည်မိဖုရားကြီးကအချက်ပြလိုက်သည်နှင့်နန်းတော်မြောက်ဘက်လဝဲမာရဗင်တကားမှ စီတော်တီးသံထွက်လာတော်၏မကြာမီ စီတော်အစုံခင်းလျက်အလောင်းတော်ကို လောင်တိုက်စီသို့တဲဆောင်တော့မည်ဖြစ်သည် လောင်တိုင်းသို့တွားရာလမ်းဝဲရာတွင်မေတော်ဘုရားကြီးအားနောက်ဆုံးပူပေါ်မိအင်းဝသူအင်းဝသားများပြည့်နှက်နေကြ၏ အမှန်တကယ်တမ်းတွင်မူအင်းဝါသားတို့မှာမိဖုရားကြီးဆိုဒီမှာဖြူသလားမဲသလားပင် မသိကြီးလက်ရှိရှင်ဘီရင်မိဖုရားကောင်းကြီးတို့နှင့်နန်းတွင်သာနန်းတွင်သူများမတာတော်ပို့ခန်းနာကို ကြည့်ရှုကြရန်သာဖြစ်သည် ရွှေလန်းရွှေကာရွှေတိုင်းတိုင်းတော်ဝင်မိသားစုကပစိုးနံများစင်ရင်လျက်မတာတော်ရှေ့မှ ဝင်ခင်ထွက်လာကြသည် ရှင်မင်းကအမင်္ဂလာတကားမှမထွက် အရှိတကားမှ လောင်တိုက်သို့ကြိုတင်သွားနေသည် မိဖုရားကြီးသုံးပါနဲ့ကိုလုတ်တော်နန်းရင်းသူများက အလောင်းတော်နောက်မှတန်းစီက လိုက်ပါလာကြ၏ရှားသမတ်များကာယန္တသည်ဘေးတလျှောက်တွင်လည်းလူလူကြီးကပြိုကြမတန်းမေတော်ကြီးအလောင်းတော်မိဖုရားတော်ကြီးဝန်းရင်တော်များဖြတ်သွားသည်နော်ဒူးတုတ်ဝေတွားနေသောပြည်သူများမှမတ်တရက်ခါကိုလုတ်တော်နန်းရင်းသူများကိုကြည့်ရှုကြ၏မတ်ဘူးရာဇဝဲကာရာသည့်နေရာတနေရာမှာသူမ၏လက်ကိုရုတ်တရက်ဆွဲခံလိုက်ရသည်ဖြင့် န်းတွင်ပြူတော်ကြီးမကြပုမှာလန်ကနေဖြစ်သွား၏ဟဲ့ဘသူလဲဘာလဲကျုံငတွန်လေးမဘူးရဲ့ပစိုးကြုံပါလေဟဲ့ငတွန်ကြီးပြောက်လာကြီးကောဘာကိစ္စတော့မေးစရာရှိလို့မေးမြမြန်မေးမိပြေကောင်ကြီးကိုမှီအောင်လိုက်ရအောင်မယ်မြတ်သားတီကြီးကိုတီလာမြတ်သားတီဟုတ်လားဘယ်အစုပါလဲကိုလို့တော်လို့ပြောတယ်ဩနန်းတော်ဝင်ရဲ့နှမကိုပြောတာပဲဘာဖြစ်လို့လဲ ကျုပ်ကိုပြစမ်းပါသူဘသူလဲလို့နောက်မှပါလာတယ်မြောင်နှမ်းမိဖုရားရဲ့ဝန်းရင်ဘေးမှာပါလာတယ်ခဏနေပါဦးတေးကြညွန်ပါမဘူးရဲ့အေးငါလက်ကိုခဏလွတ်စမ်းပါဟဲ့ပြမယ်ငတော်ကလက်ကိုလှုပ်ပေးလိုက်စီမကြဘူးကအနောက်တွင်ပါလာသောမြောင်နမ်းမတော်အစုကိုတစ်ချက်ကြီးလိုက်ဤဟိုးမလေးပါရသည်စတုံးထုံးလာတဲ့တယောက်လေဘာလဲဗျလေးပါရသည်စတုံးဆိုတာဟဲ့နန်းတွင်စတုံးပုံတွေပေါ့ နေမသိလဲငါညွန့်မယ်လာဟိုမာကြီးဂရီပါအစိမ့်နဲ့တရားတွေ့လားဟိုးမာရှင်သားကြီးနဲ့တရားလားမตาလဲဒါမျိုးပဲအရင်မြင်တယ်အဲ့ဒီဘေးကဟဲ့ဟိုဘက်ကပပလက်လက်လေးဟဲ့ဟုတ်ပါပြီသူသေးကြတယ်နော်အေးသေးကြလားမသေးကြလားအနားရောက်ရင်မေးကြည့်ပေါ့ငါသွားပြီမကြဘူးထွက်သွားပြီနော်ငတွန်ကမြောက်နမ်းမတော်အစုအလာကိုစောင့်နေဤ အနီးသို့ရောက်သောအခါမြတ်သားသည်မြတ်သားသည်စူးစူးညံ့ညံ့ကြားမှသူ့အမိခေါ်တန်းကိုမြတ်သားသည်ကြားသွားသည်လူအုပ်စုကြားသို့တန်တော်ကြည့်လိုက်၏ငတုံကလက်ထဲတွင်ပါလာသောပညာကြံတော်၏မင်္ဂန်ပစိုးကိုမြှောက်ပြလိုက်သည်ကိုုံုံသားသည်ပါဖောင်းများများဖြင့်မြတ်သားသည်ကမျက်မှောက်ကြုံကြည့်လိုက်၏ထို့နောက်မျက်နှာကိုလွှဲလိုက်ပြီးရှေ့သို့သာဆက်သွားသည်ငတုံကရာဇမတ်တန်းသားသည့်အကာယံတိုင်းလူအုပ်ကိုတိုးကလိုက်လာသည် စိုးပစိုးဒီပစိုးမြထားသည်ကမြောင်နှံမိဖုရား၏ဝေါ်ရင်နောက်သို့ကွယ်ကာဝင်သွား၏ငတော်မှာပစိုးကြီးကိုမြောက်လျက်လူအုံကြားတိုးဝင်နေ၏တနေရာတွင်လူအုံများနှင့်ခလုတ်တိုက်ကာရာဇမတ်အကွက်တွင်သို့ငတွန်ကျွန်ဝင်လဲကြသွား၏တောက်တောသားများတဲခတ်တာပါနန်းတွင်သူမိမမမြင်ဘူးရောလားဟာမိမစိုးကြီးတွေရဲ့ကြိမ်လုံးသာတော့မိတော့မယ်ဒီတနာယူကတော့လူအုံကြီးကငတွန်အားဝိုင်းဝန်းထောပနာပေးကြ၏ မိမဆိုးကြီးနှစ်ဦးကစီးကြော်ကလဲကြနေသောငတွန့်ကိုဝိုင်းက မတ်တက်ရလိုက်ကြ၏လက်ထဲတွင်လည်းငလေးကြောင်ပြီးကြာဖို့ကိုစီနေအခန်း၂၁ဆက်ရင်